ကဲဒါတို့တမလို့ရေးဒီချဲတို့နံပါတ်6ဆက်တွက်လိုက်ကြရအောင်เนาะဟုတ်ပါပြီအရင်ဆုံးဒီချဲနဲ့တူတူပုံစံလေးအရင်ဖတ်ပေးပါ ခဲတန်182ချောင်းကို စာတင်ငန်း6ခန်းအားအညီအမြောက်ဝေပါကဘလို့ဝေမှာလဲအညီအမြောက်ဝေမှာအဲ့ဒါဆိုရင်တခန်းကိုဘလောက်စီရမလဲခဲတန်ဘလောက်ကြံမလဲဒီချက်စီမှာခဲတန်က800 sorry 182ချောင်းရှိပါတယ်စာတင်ငန်းက6ခန်းအဲ့ဒီ6ခန်းကိုဒီချက်ကခဲတန်182ချောင်းကိုအညီအမြောက်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒါဘာလို့ပေးရမလဲဟုတ်တယ်အဖြစ်လိုချင်ရင်ဒီချက်ကိုစပေးရမှာပေါ့အဲ့တော့အစားညီများချင်းလေးရေးကြည့်ရအောင် ောင်282အစာဘလောက်လဲ6ပါရှင်နားလည်ပါသလားဟုတ်ပြီအဆိုရင်ဒီချေတို့က282ကို6နဲ့စားကြရအောင်6နဲ့စားဖို့အတွက်အရင်ဆုံးဒီချေတို့ကအနောက်မှာပါတဲ့9နဲ့2ကိုခဏလေးဖြောက်ထားပါဖြောက်ထားပြီးတော့2ကိုပဲတို့တွေအရင်စားကြည့်ရဲ့အခါမှာ2ကို6ကဝင်လို့ရပါသလား no ဝင်လို့မရဘူးအဲ့ဆိုလို့ရှိရင်ဒီချေတို့ဘလို့တွက်ကြမလဲအရှိမအားတော့ကကြတော့ဒီချေတို့က စားလက်ကယာနီယာနေစာရေးတယ်အခုကျတော့ဘယ်လိုမျိုးဖြစ်သွားမလဲသူ့ကိုဝင်လို့မရအောင်ဆိုတော့ဘယ်လိုမျိုးဖြစ်သွားမလဲလာဒီချေရုဘယ်လိုတွက်လဲဆိုတာကို296အစား292အစား6ကိုတောင်းလိုက်စားတာဘယ်လိုစားလဲဆိုတော့တစ်ချက်လောက်ကြည့်ကြရအောင်အရင်ဆုံးဒီချေရုကယာနီယာအတွက်စားပါမယ်အဘိနောယာနီယာအတွက်စားတော့ယာနီယာမှာက1အဲ့တော့1ကို6နဲ့စားလို့ရပါသလား no မရဘူးเนาะအဲ့ဒီလိုမရတဲ့အတွက်ကြောင့်မို့လို့ဒီချဲတို့မှာယာနေရမှာစားလက်မရှိပါဘူးရှင်အဲ့ခါဆိုလို့ရှင်ဒီချဲတို့10နေရာအတွက်စားပါမယ်အဲ့တော့10နေရာအတွက်စားတော့ဒီချဲတို့က28ကိုယူလိုက်ရမှာเนาะဘယ်သူယူရမလဲ28ဟုတ်ပါတယ် โอเค28ကိုဘယ်သူနဲ့စာမှာတော့6နဲ့စာမှာပေါ့အဲ့ဒီတော့ဒီချေတို့အရင်စာကြမယ်28ကို6နဲ့စာဖို့အတွက်6 28မှာက6ဘယ်နှခါပါတယ်ရေးကြည့်ရအောင်ဆိုကြည့်မယ်6 4 6 6 4 28 63 28 64 24 65 30မရတော့ဘူးအဲ့တော့64 24အဲ့ဒါကြောင့်ဒီချေတို့10နေရာမှာစာလက်၄ကိုရေးလိုက်ပါမယ်ပြီးရင်ဘာလုပ်မလဲမြောက်မယ်အဲ့ဒီ6နဲ့4နဲ့မြောက်ကြရအောင်64 24 ရပါပြီရှင်မြောက်ပြီးွားလို့ရှင်တို့တွေဘာလုပ်မှာလဲနှုတ်မယ်29တဲ့က24ကိုနှုတ်လိုက်တော့ဘလောက်ရပါသလဲ ဟုတ်တယ်တို့တွေတုံးရပါတယ်ရှင်โอเคရဆိုရင်စေနေရအတွက်စားစားပြီးတော့ပါပြီစားပြီးတော့ပြီဆိုရင်တော့အနောက်မှာဗာကြံလဲဆိုချေရူကယာနေရမှာရှိတဲ့နှစ်ကလေးကိုပါထပ်စားရပါမယ်အဲဒါကြောင့်အဲ့ဒီနှစ်ကိုဒီချေရူဆွဲချလိုက်ပါတယ်အဲ့တော့ဘယ်လောက်ဖြစ်သွားလဲဆိုရင်30နှစ် okay အရုံခုနေရာအတွက် sorry ခုနေရာเนาะအဲ့တော့ခုနေရာကနှစ်လေးကိုဆွဲချပြီးတော့ဒိုးရီရဲ့စားလက်ကိုဗမာရေးမနေဆိုရင် ခုအပေါ်မှာရေးရမှာပေါ့ okay အဲ့တော့30နှစ်ကိုဒိုးရီက 6နဲ့စားပါမယ်30နှစ်မှာ6ဘဏ္ဍခပါတယ်လေလုံးကြည့်ကြရအောင်6တလီ6 6နဲ့၄၀နဲ့63 24 64 65လီ30 66လီ36မရတော့65ကပါပါတယ်အဲ့ဒါကြောင့်ရေးလိုက်ပါမယ်ငါအဲ့ဒီ6နဲ့9နဲ့တို့တွေပါလို့မလဲည65လီ30ဖြစ်ပါတယ်ရှင်ပြီးတော့ရင်ပါလို့ပါလဲနှုတ်ပါမယ်30နှစ်တည်းက30ကိုနှုတ်တော့ဖြေဘယ်လောက်ရမှာလဲနေရမလား ဟုတ်ပြီเนาะအဲ့ဒါဆိုလို့ရှင်190နှစ်အစား6ကိုဒီချေတို့စားလိုက်တဲ့အခါမှာစားလက်ဘယ်လောက်ရမှာလဲကြည့်လိုက်ပါဦး45အကျဉ်းရဘယ်လောက်ကျန်မှာလဲ1โอเคအဲ့ဆိုဒီချေတို့ပုတ်စာလေးကိုတပ်ပြန်ကြည့်ကြမယ်ဟဲ့ပုတ်စာလေးက တခန်းလျရင်ခဲတံမြည်များစီရမည်နီခဲတံမြည်များကြံမည်နီအဲ့ဒါကိုတို့တွေကအဖြေရေးပေးရပါမယ်တို့သမတို့ရေတခန်းကိုခဲတံဘယ်နှချောင်းရမလဲ45ချောင်းခဲတံတစ်ချက်စီမှာဘယ်နှချောင်းကြံပါလဲနှစ်ချောင်းโอเคရေးကြရအောင်ဟေးအဲ့တော့အဖြေရင်းမယ်ပုံစံဆိုတော့စာနဲ့ရေးမှာပေါ့တခန်းလျရင်ဘယ်နှချောင်းရမလဲ45ချောင်းရပြီဖတ်စာအုပ်ထဲမှာလိုက်ရေးမယ်နော် 45ချောင်းရပြီဘလောက်ကျန်ပါလဲ2ချောင်းဘာဖြစ်မလဲကျန်ပြီ Okay ဟုတ်ပြီနော်အဲ့ဒီတော့အခုဒီချေတို့တွေကတို့တွေတက်သွားတာကခဏန်းသုံးလုံးပါတဲ့ဂိမ်းကိုခဏန်းတစ်လုံးပါတဲ့ဂိမ်းနဲ့တို့တွေဘာလို့လဲစားတယ်ဒါပေမဲ့အဲ့ဒီနေရာမှာရာနေရာမှာ စားလက်မရှိတဲ့စားခြင်းတွေကိုတို့တွေစားနေရဖြစ်ပါတယ်နော် ဟုတ်ပါပြီအဲ့တော့နံပါတ်30အဲ့ဒီပုံစံအတိုင်းဒီချေတို့နံပါတ်30တွက်လိုက်ကြရအောင်အဲ့တော့တအားတို့တို့ရဲ့သင်ချာတွက်တဲ့စာအုပ်ကလေးကိုထုတ်ဒီချေနဲ့အတူတူတွက်ကြရအောင်ပါဒီချဲနဲ့တူတူတက်ကြမယ်အတီတော်ဒီဟာလေးကိုတို့ဒီချဲကယူလိုက်ပြီးတန်တန် တွေ့ရပါတယ်လား တွေ့ရပါတယ်เนาะအဲ့တော့တအားတို့တမလို့ကအလဲကောင်မှမြင်တာပြီးတော့တွေ့လဲရပါတယ်ဒါမှမဟုတ်လို့ရှင်ဒီချက်တွေ့တဲ့အတိုင်းတွေ့လဲရပါတယ်เนาะကက်လာတို့တွေတူတူတွေ့ကြရအောင်30ပုံမှာကာကြီးအဲ့တော့အရင်ဆုံး instruction လေးအရင်ဖတ်အောက်ပါတို့ကို down light တွေ့ပါပြန်ဖတ်ကြရအောင်အောက်ပါတို့ကို down light တွေ့ပါ okay ဟဲ့အဲ့တော့မိကုန်းလေးကိုပါပြီ336အစာလေး ဟုတ်ပါပြီအဲ့တော့အဲ့ဒါကိုအစာရင်စားအောင်ပြီးစာအင်စားအောင်ပြီးအဲ့ဒီမှာဘယ်သူ့ကိုထည့်မှာလဲ316ဘယ်သူနဲ့စာမှာလဲလေးအရင်ဆုံးဘယ်သူ့ကိုအရင်စာမှာလဲဟိဟုတ်တယ်3ကိုအရင်စာကြည့်မယ်နော်အဲ့တော့3ကို4နဲ့စာလို့ရလား3နဲ့မှ4ကဘယ်နှခါပါလဲတစ်ခါမှမပါဘူးအဲ့ဒီတော့ဒီကျေတို့ကစာလို့မရဘူးအဲ့တော့ရာနေရအပေါ်မှာတို့ရဲ့စာလက်ရှိပါသလား no မရှိပါဘူးเนาะဟုတ်ပြီเนาะမရှိတဲ့အတွက်ကြောင့်မလို့တကယ်တော့31တခါတည်းတွဲယူပါမယ်ဟုတ်ပြီเนาะ10နေရာအထိယူပါမယ်အဲ့ဒါဆိုရင်စားလက်ကို10နေရာရဲ့အပေါ်မှာရေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ကလေးရဲ့အပေါ်မှာအဆက်ကလေးချထားပေးပါစားလက်နေရာသတ်မှတ်ပေးပါအဲ့တော့တကယ်လို့စားရမှာက ဟုတ်ပြီနော်အဲ့ဒီ31ထဲမှာ၄ကဘယ်နှခါပါလဲတို့တွေလုပ်ကြည့်ကြပါမယ်အရင်ဆုံးစားမယ်အဲ့ဒါကိုစားတယ်လို့ခေါ်တယ်နော်ကဲဆိုရရအောင်၄တက်လီ၄၄နဲ့၄ရှစ်၄၃လီ၁၂၄၄လီ၁၆၄၅လီ၂၀၄၆လီ၂၄၄၇လီ၂၈၄၈လီ၃၂ဖြစ်သွားပြီမရတော့အဲ့တော့၄၇လီ၂၈ OKR ဆိုလို့ရှိရင်10နေရာရဲ့အပေါ်မှာဒီချဲတို့ခုနှစ်ရေးလိုက်ပါပြီရှင်။အဲ့ဒါစားလို့ပြီးသွားပြီ။ပြီးရင်မြှောက်မယ်။အဲ့ဒီ၄နဲ့ခုနှစ်နဲ့ကိုမြှောက်လိုက်တော့6928မြှောက်ပြီးသွားရင်ဘာလို့ကြောင်လဲ။နှုတ်ရပါမယ်ရှင်။31တဲ့က28ကိုနှုတ်ရအောင်။28ပြီးသွားတော့29 30 31ဘယ်လောက်ရပါသလဲ။300ရပါတယ်ရှင်။ဟုတ်ပါပြီ။ပြီးသွားရင် ခုနေရာကိုစားကြမယ်။ဟေ့ခုနေရာမှာရှိနေတဲ့6ကိုဆွဲချပါ။အဲ့ဒါကြောင့်စားလက်ကလေးကခုအပေါ်မှာရေးမှာ ဖြစ်တဲ့အတွက်ကြောင့်မလို့အဆက်ကလေးတစ်စက်ချထားပါမယ်ရှင်အဲ့တော့တို့တွေစားရမှာက36 36ကိုဘယ်သူနဲ့စားပါလဲ၄နဲ့စားပါမယ်36ထဲမှာ၄ကဘယ်နှကြိမ်ပါလဲလုတ်ကြည့်ကြရအောင်စားကြည့်ကြမယ်အဲ့တော့၄အလီဆို၄တက်လီလေး၄နဲ့လီရှိ၄၃လီ၁၂၄လီ၂၆၄၅လီ၂၀၄၆လီ၂၄၄၉လီ၂၈၄၈လီ၃၂၄၉လီ36ပါလေးဘယ်နှခါပါနေလဲကိုကအဲ့ဒါကြောင့်ခုနေရာရဲ့အပေါ်မှာကိုလို့ရေးလိုက်ပါမယ်ရှင်အဲ့ဒါစားတာပါစားပြီးရင်ဘာလုပ်မလဲ မြောက်မယ်ကိုနဲ့လေးနဲ့မြောက်လိုက်တော့ကိုတက်လီကို98ကို36ကိုကိုလေးလီ36အဲတော့ရေးလိုက်ပါပြီ36စားမယ်မြောက်မယ်ဘာလုပ်လဲနှုတ်ပါမယ်36ထဲက36ကိုနှုတ်လိုက်တော့ဘယ်လောက်ရမှာလဲတော့ညဟုတ်ပြီရှင်တအားတို့မျိုးရထက်ဆွဲချစရာရှိသေးလားမရှိတော့ပါဘူးအဲအကြောင်းဖြေထိုးပါမယ်ဒီချေကဘေးမှာထိုးလိုက်မယ်မင်းတို့ကအောက်မှာထိုးပါအဖြေစားလက်ဘယ်လောက်ရမှာလဲ ခွန်နဇက်ကိုအကျဉ်ရှိပါသလားအကျဉ်မရှိဘူးစားလို့ပြတ်တယ်လို့ခေါ်ပါတယ်အကျဉ်တုံညာဖြစ်တာကိုစားလို့ပြတ်တယ်လို့ခေါ်ပါတယ်ရှင်နားလည်ပါသလားဒီအပုတ်လေးကိုဟုတ်ကဲ့ပြီးသားပြီမိတယ်ဆိုလို့ရှိရင်တော့ဒီ channel ဆက်ပြီးတော့ live တွေ့မယ်မမိသေးဘူးဆိုရင်တော့ video လေးကိုခဏ pause လုပ်ပြီးတော့တေချာ live တွေ့ပြီးနော် ။ဟုတ်ပြီအားဆိုရင်တချေတို့နမခါခွေစက်တွက်လိုက်ကြရအောင်ဟိ။ကိုဘတာကိုစူးစမ်းကြည့်ခြင်းနဲ့သူကတချေဗီဒီယိုလေးကိုရက်ပြီးတော့စူးစမ်းတပုတ်ပြီးသွားတော့မှပြန်ပြီး play လုပ်မယ်နော်။ပြီးတော့မှအဖြေတိုက်ပြပါနော်။ Okay နမခါခွေပါရှင်။249အစား3ဟုတ်ပါပြီအဲ့တော့အစားရင်စောက်ပြီအစားအိမ်ထဲမှာဘယ်သူ့အထဲမှာလဲ ကိုကိုဘယ်သူနဲ့စာမှာလဲ3နဲ့စာပါမယ်ရှင်အရင်ဆုံးယာနေရာကိုကြည့်ယာနေရာမှာက2အဲ့ဒီ2ကို3နဲ့စာလို့ရလား2အဲမှာ3ဘယ်နှခါပါနေလဲတခါမှမပါဘူးအဲ့ဒါကြောင့်စာလို့မရဘူးအဲ့ဒါကြောင့်ယာနေရာမှာစာလဲရှိလားမရှိဘူးအဲ့တော့ဒုတွေတွဲယူပါပြီ24 24ကိုယူလိုက်တဲ့အတွက်ကြောင့်မလို့စာလက်က10နေရာကနေစာရေးရပါမယ်โอเคအဲ့လိုလေးသတ်မှတ်ပေးပါမှတ်ပြီးသားပြီဆိုရင်24ထဲမှာ3ဟာဘယ်နှခါပါလဲရေးကြည့်မယ်ဟိ3တက်လီ3 3နဲ့လီ6 3 3လီကို3 24လေး32 35လေး45 36 38 38လေး24 24ထဲမှာ38ခါပါနေတယ်အဲ့ဒါကိုစားတယ်လို့ခေါ်ပါတယ်ရှင်38လေး24စားပြီးသွားရင်မြောက်တယ်38လေး24မြောက်ပြီးသွားရင်ဘာလုပ်မလဲနှုတ်ပါမယ်24လေးက24ကိုနှုတ်လိုက်တော့3ည3ညရေးကြလို့လားမလို့ဘူးအဲ့ဒီတော့ခုကိုဆွဲချပါမယ်ရှင် ခုကိုစားမှာမလို့ခုကိုဆွဲချမယ်အဲ့ဒါကြောင့်ဒုရီရဲ့စားလက်ကခုအပေါ်မှာရေးရပါမယ်နော်โอเคကိုကိုသုံးနဲ့စားကြရအောင်ဟေ့ဆိုကိုရဲမှာသုံးခါဗနခါပါတယ်လေစူကြည့်ကြရအောင်အဲ့ဒါကိုစားတယ်လို့ခေါ်ပါတယ်သုံးတက်လီသုံးသုံးနက်လီ၆သုံးသုံးလီကိုကိုရဲမှာသုံးဗနခါပါနေလေသုံးခါပါနေပါတယ်ရှင်အဲ့ဒါကြောင့်ရေးလိုက်ပါမယ်သုံးဟုတ်ပြီ edit dot စားပြီးတော့ညောက်ပါမယ်သုံးသုံးလီ ကိုဖြစ်ပါတယ်။မြောက်ပြီးသွားရင်ဘာလို့မလဲ?နှုတ်ပါမယ်။ကိုတဲကနေကိုကိုနှုတ်လိုက်တော့သုံးညအဲဆိုရင်ဒီချေတို့အဖြေထိုးကြရအောင်။အဖြေ83အကျွင်းရှိပါသလားမရှိဘူးအဲ့ဒီလိုအကျွင်းမရှိတာကိုဘာဖြစ်တယ်လို့ခေါ်တယ်လဲစားလို့ပြတ်တယ်လို့ခေါ်ပါတယ်ရှင်โอเคပြီးသားပြီဆိုရင်မမီသိရင်ဒီချက်ဗီဒီယိုရက်ပြီးတော့ like လုပ်ပေးပါမီရဲဆိုရင်နောက်တစ်ပုဒ်ဆက်တွေ့ပါမယ် ခါခွေးပြီးသားပြီဆိုတော့ဃငယ်ပါရှင့်ဃငယ်က329အစာခေါ်နဲ့ကဲအစာအိမ်ဆောက်ကြရအောင်ပါဒီချက်မဆက်ပါဆိုလို့ဘေးမှာတွက်လိုက်တယ်เนาะတာရုသမနောကအောက်မှာပဲဆက်တွက်ပေးပါเนาะ အတော့329ကိုခွနစ်နဲ့စားကြရအောင်ပါဟုတ်ပါပြီအရင်ဆုံးယာနီယာကိုစားပါမယ်ယာနီယာက3မှာခွနစ်ကဘယ်နှခါပါနေလဲတခါမှာပါဘူးအဲ့ဒါကြောင့်ယာနီယာမှာစားလဲရှိလားမရှိဘူးအဲ့တော့နှလုံးတွဲอยู่ပါပြီ3နဲ့2နဲ့ကိုတွဲอยู่မယ်10နေရာအထိစားပြရမယ်အဲ့ဒါကြောင့်မလို့10နေရာရဲ့အပေါ်မှာဒူရီအဆက်ကလေးမှတ်ထားပါစားလက်ကိုအဲ့နေရာစားရရပါမယ်32ကိုခွနစ်နဲ့စားရအောင်32ထဲမှာခွနစ်ဘယ်နှခါပါတယ်လဲလို့ကြည့်မယ်ခွန နဲ့တလီခွနဲ့ခွနဲ့နဲ့ဒီ14ခွနဲ့3.21ခွနဲ့4.28ခွနဲ့5.35မရတော့ဘူးအဲ့တော့ခွနဲ့4.28စားလိုက်ပါပြီစားပြီးမြောက်မယ်ခွနဲ့4.28နော်အမြောက်ကိုခြာရေးလိုက်ပြီးပြီးတော့ရင်နှုတ်ပါမယ်32တည်း28ကိုနှုတ်28ပြီးတော့29 30 31 32ဘယ်လောက်ရတယ်လဲလေး အနောက်ကနေပါဆွဲချပါလေကိုဆွဲချပါမယ်ဒူရီခုနေရအထိစားပါမယ်အဲဒါကြောင့်ရစားလက်လေးကို ခုအပေါ်မှာရိပ်မယ်နော်โอเค49မှာခုနှစ်ကဘယ်နှခါပါနေတယ်လဲဆိုရအောင်ခုနှစ်တလီခုနှစ်ခုနှစ်နဲ့ဒီစလေးခုနှစ်တော့27ခုနှစ်လေးလေး28ခုနှစ်ငါးလေး35ခုနှစ်ကြောင့်လေး42ခုနှစ်ခုနှစ်လေး49ဖြစ်ပါတယ်ရှင့်အဲတော့စားလိုက်တော့ဘယ်လောက်ရလဲခုနှစ်ဟုတ်ပြီအဲတော့စားပြီးရင်ညောင်းမယ်ခုနှစ်ခုနှစ်လေး40ကိုညောင်းလိုက်ပါပြီညောင်းပြီးရင်ဘာလုပ်မှာလဲ နှုတ်ပါမယ်49တဲက49ကိုနှုတ်တော့ဘယ်လောက်ရမှာလဲ3ညအဲ့တော့အဖြေထူရအောင်အဖြေ49အတွင်းတော့ညအဲ့ဒါကိုဘာလို့ခေါ်တယ်လဲစားလို့ပြတ်တယ်လို့ခေါ်ပါတယ်ရှင်အဲ့တော့ဒီချေတော့ကာကြီးခေါ်ခွေခငင်ထိပြီးတော့ပါပြီအခုကာကြီးတွက်ကြရအောင်ပါအဲ့တော့ကာကြီးပု္ပ္ပစာလေးကိုပါပြီရှင်နရ3အစာ 3ဘယ်သူဘယ်သူနဲ့စာပါလဲ9 3ကို3နဲ့စာပါမယ်ရှင်ဟုတ်ကဲ့ အစာရင်ဆောက်ပြီးထဲထဲပြီးနေရာ3ကို3နဲ့စမှာပေါ့အရင်ဆုံးရာနေရာကိုစပါမယ်ရာနေရာက2နှစ်ထဲမှာ3ကဘယ်နှခါပါနေလဲမပါဘူးသူကကြီးနေတယ်အဲ့ဒါကြောင့်ရာနေရာမှာစလက်မရှိဘူးအဲ့တော့10နေရာကိုစပါမယ်10နေရာကိုအထိတွဲယူလိုက်တော့20ဖြစ်သွားပါတယ်ရှင်အဲ့တော့10နေရာအထိစမယ်ဆိုတော့10နေရာရဲ့အပေါ်မှာအဆက်ကလေးချလိုက်ပါရှင်20 20ကို3နဲ့စရအောင်3တက်လီ3 3နဲ့လီ6 3 3လီကို3လီလီ7 3 5လီ5 3648 3921ဖြစ်သွားပြီမရတော့အဲ့တော့3648ဖြစ်ပါတယ်ရေးလိုက်ပါမယ်ချောက်ဟုတ်ပြီနော်အဲ့တော့စားမယ်စားပြီးမြောက်မယ်3648ပါရှင့်ဟုတ်ပြီနော်โอเคနှုတ်20ရက်က28ကိုနှုတ်တော့ဘယ်လောက်ရမှာလဲ ်နဲ့နောက်ကပါဆွဲချပါလဲသုံးဆွဲချပါမယ်ဒို့ရိခုနေရာဒီစားရအောင်ပါမယ်နော်အဲ့ဒါကြောင့်ခုနေရာရဲ့အပေါ်မှာစားလက်လေးကိုရေးဖို့အတွက်အဆက်ကလေးခြာထားပေးပါကဲ23ကို3နဲ့စားပါမယ်23မှာ3ကဘယ်နှခါပါနေတယ်လဲဒို့ရိအဆိုကြီးကြရအောင်3တက်လီ3 3နဲ့လီ6 3 3လီကို3လေးလီ7 3 5လီ5 3 6လီ7 3 9လီ21 3 8လီ24ဖြစ်သွားရင်မရတော့ဘူး3 9လီ21အရောစားလိုက်တဲ့ခွနေရပါတယ်စားပြီးသွားရင်မြောက်ခွနေ င်3လီ20ညောင်းလိုက်ပါပြီရှင်။ညောင်းပြီးသွားရင်နှုတ်23နဲ့က27ကိုနှုတ်တော့ဘယ်လောက်ရမှာလဲ။နေအဲ့တော့အဖြေထိုးကြရအောင်အဖြေစာလန်68အကျဉ်ဘယ်လောက်တော့နှစ်ရပါပြီလား။ရဲ့ရပါပြီရှင်။ခါကြည့်ပြီးသွားတော့တို့တွေငှအတွက်ကြရအောင်ပါ။နံပါတ်ငှ 314အစာငအစာအိမ်ဆောက်ပြီအဲ့တော့314ကို9နဲ့စားပါမယ်ရှင်။ယာနီယာကိုစားကြမယ်။ယာနီယာမှာ3 3ကို9နဲ့စားလိုက်တော့စားလို့ရလား?မရဘူး။အဲ့ဒါကြောင့်ယာနီယာမှာစားလည်းမရှိပါဘူးเนาะ။ Okay အဲ့တော့10နေရာအထိစားပါမယ်။10နေရာအထိဆိုရင်ဘယ်လောက်ရတယ်လဲ? จิตโอเค31ကို9နဲ့စကြရအောင်ပါ31မှာ9ဘယ်နှခါပါတယ်လဲ9တက်လီ9 9နဲ့လီ30 9 3လီ35 9လီလီ20 9လီ25 96လီ30ရပါတယ်ရှင်အဲ့ဒါကြောင့်ဒူရီက6 6ခါပါနေရနော်အဲ့ဒါကစာချင်းဖြစ်ပါတယ်စပြီးရင်မြ96လီ30ရေးလိုက်ပါပြီ။မြောက်ပြီးရင်နှုတ်ပါမယ်။31ထဲက30ကိုနှုတ်လိုက်တော့အနောက်ကနေပါဆွဲချမှာလေ34အဲ့တော့ခုနေရာမှာ တို့တွေကဘာလို့ကြမှာလဲစားလက်လေးကိုရေးရပါမယ်ရှင်တဆက်လေးကို9နဲ့စားပါမယ်9တက်လီ9 9နဲ့လီ10 9 3လီ15 9လီလီ20မရတော့เนาะ9တက်လီ9 9နဲ့လီ10 9 3လီ15တောင်ဖြစ်ပြီအဲ့တော့9နဲ့လီပုံ10အဲ့တော့နှိပ်ရေးလိုက်ပြီးစားပြီးသွားပြီဆိုရင်မြောက်ပါမယ်9နဲ့လီ10စားပြီးသွားရင်မြောက်မြောက်ပြီးသွားရင်နှုတ်ပါမယ်14တဲ့က10ကိုနှုတ်လိုက်တော့4 80တော့အဖြေထိုးရအောင်အဖြေ 超生你，阿、啊、俊，李，OK，比大爷，阿比大龙，沙龙这家牙好吗？沙龙，超牙东人阿、啊，三十，三音少八名。 炒鸭、冬笋、鸭骨，鲜嫩沙茶鸭好吗？OK，L 幺二幺五二零三八八，幺二幺八七七九四九三六幺啦。 ရဘူးတခါမှမပါဘူးအဲ့တော့တို့တွေကယာနေရမှာအစားလက်စားလက်ရေးစရာမလိုဘူးစားလက်မရှိဘူးအဲ့တော့ဆယ်နေရကိုစားမယ်ဆယ်နေရစားမယ်ဆိုတော့သုံးထိယူလိုက်တော့63ဖြစ်သွားတာပေါ့အဲ့တော့ဆယ်ရဲ့အပေါ်မှာစားလက်လေးကိုစားရေးဖို့မှတ်ထားပါစားမယ်63မှာရှစ်ကဘယ်နှခါပါတယ်လဲစားကြည့်ကြရအောင်ရှစ်တက်လေးရှစ်ရှစ်နဲ့လေး16ရှစ်သုံးလေး24ရှစ်လေးလေး32ရှစ်5လေး40ရှစ်6လေး48ရှစ်ခွနဲ့လေး56ရှစ်ရှစ်လေး60လေးမရတော့ရှစ်ခွနဲ့လေး56ဒီချေတို့စားလုံးတွက် ရနော်8 4အဲ့တော့9ရေးလိုက်ပြီးစားပြီးတော့ရင်မြောက်ပါမယ်8 4 56မြောက်ပြီးတော့ရင်နှုတ်ပါမယ်ရှင်56 63 56ကိုနှုတ်လိုက်တော့56ပြီးတော့59 58 59 60 61 62 63ဘယ်လောက်ရလဲ9ရပါတယ်ရှင်အဲ့ဒီနှုတ်တာကိုကျွမ်းကျင်ရနဲ့နှုတ်လို့ရပါတယ်เนาะပြီးတော့ရင်ခြေရုခုနေရာကိုစားပါမယ်အဲ့တော့ခုနေရာမှာရှိတဲ့ငါးကိုဆွဲချလိုက်ခုနေရာကိုစားမှာဆိုတော့ခုရဲ့အပေါ်မှာ စားလက်ရည်ဖို့အတွက်နေရာတက်မှတ်လိုက်ပါ85 85ထဲမှာရှစ်ကဘယ်နှခါပါတယ်လဲစားကြည့်ကြရအောင်ရှစ်တလေးရှစ်ရှစ်နဲ့26ရှစ်သုံးလီ24ရှစ်လေးလီ30နဲ့ရှစ်5လီ40ရှစ်6လီ48ရှစ်9လီ56ရှစ်7လီ64ရှစ်9လီ82ဖြစ်သွားပါပြီရှင်အဲတော့9ကပါနေပါတယ်ရှစ်9လီ82 85ရက်82ကိုနှုတ်လိုက်တော့ဘယ်လောက်ရတယ်လဲ3ရပါတယ်ရှင်နှုတ်တာကနှုတ်လက္ခဏာလေးထည့်လဲရတယ်မထည့်လဲရပါတယ်နော်ဟုတ်ပြီသားတို့တို့ရေအာဆိုရင်အဖြေထူရအောင်အာရေအာသူဝိထုဖတ်တော့ရေရေဖြစ်အဖြေ89အကျွင်းဘယ်လောက်ရတယ်လဲ3ပါရှင်ဟုတ်ပြီနော်ကဲပြီးသားရင်နမတ်စာလုံးပြီးသားတော့စလင်တွေ့ကြရအောင်ပါနံပါတ်စလင် နံပါတ်စလိမ့်တာ163အစာ၄အစာအိမ်ဆောက်ပါပြီအဲ့တော့163ကို၄နဲ့စာပါပြီရှင်ယာနီယာကိုစာရအောင်ယာနီယာမှာတစ်တစ်ထဲမှာ၄ကဝင်လို့ရလားပါလို့ရလားမရဘူးအဲ့တော့ယာနီယာမှာ စားလက်မရှိဘူးအဲ့တော့ဆယ်နေရာကိုစားမယ်ဆယ်နေရာကိုစားမယ်ဆိုတော့နှစ်ခုတွဲယူမယ်အဲ့တော့တစ်ချက် okay ဆယ်နေရာကိုစားမယ်ဆိုတော့6ရက်အပေါ်မှာဆယ်နေရာမှာအစက်ကလေးချလိုက်ပါကဲ၄ရက်လီဆိုပါမယ်၄ရက်တည်းလေး၄ရက်နဲ့၄ရက်၄၃လီစနစ်လေးလေးလီ၁၆လေးငါလီ၂၀များတော့အဲ့တော့လေးလေးလီ၁၆အဲ့တော့စားလိုက်တော့၄ရပါတယ်စားပြီးသွားရင်မြောက်လေးလေးလီ၁၆ပါရှင့် မြောက်ပြီးသွားရင်နှုတ်ပါမယ်16တဲက16နှုတ်တော့3ညနောက်ကနေပါဆွဲချပါလေ3 3ညကရေးကြလို့လားမလို့ဘူးအဲ့တော့ခုနေရာကိုစားမှာမလို့3ခက်4ကို3နဲ့စားလို့ရတာတကယ်တော့စားလို့မရအောင်ဒါပေမဲ့ဒီချိန်တော့တခါဆွဲချထားတဲ့အတွက်ကြောင့်မလို့တခါတော့ဝင်ပေးရမယ်ဝင်စရာမရှိရင်ဘာလီဝင်မလဲ3ညလီဝင်ပါဘော4 3ညလီ3ည3နဲ့ကနေ3ညကိုနှုတ်တော့ဘယ်လောက်ရပါသလဲ ော့ editor ဖြည့်ထိုးရအောင် ai a တဝိထိုးပါတော့ရေးရေးဖြည့်အပြည့်50 address တော့ဟုတ်ပြီနော်โอเคပြီးသားရင်နံပါတ်ဇာခွဲတွေ့ကြည့်ကြရအောင်ကဲဇာခွဲပုံစံလေးပို့ပါမယ်ရှင်ဇာခွဲ420အစာချ အစာအိမ်စားအောင်မယ် 490နဲ့စာကြရအောင်။ကဲယာနီယာကိုစားပါမယ်။ယာနီယာမှာ၄၄ကို6နဲ့စားပါမယ်။အဲ့တော့ဆိုကြရအောင်မှာဆိုလို့ရလား။မရဘူးဝင်လို့မှမရတာ။အဲ့တော့ယာပေါ်မှာစားလိုက်ကြည့်စရာမလိုဘူးစားလည်းမရှိဘူးအဲ့တော့10နေရာကိုစားရအောင်10နေရာမှာက2အဲ့တော့အတွဲလိုက်ယူပါမယ်42 10နေရာရဲ့အပေါ်မှာအစက်ကလေးခြားထားပါเนาะဒီကျေတို့ပါလဲ စားလက်နေရဒီကနေစရရမှာမဟုတ်လို့เนาะအဲ့တော့52မှာ6ဘယ်နှခါပါလဲလို့ကြည့်မယ်6တလီ6 6နဲ့42 63 28 64 24 26 34 30 66 36 42 52ဟုတ်ကဲ့ရေးလိုက်ပါပြီရှင်64 42တတန်ဟုတ်လားဟုတ်ပြီနော်အဲ့တော့42တဲ့ကနေ42ကိုနှုံလိုက်တော့တော့ညနောက်ကဘာဆွဲချမလဲတော့ညတခါဆွဲချတာတော့တလီဝင်ရမယ်ဝင်စရာမရှိရင်ဒီချက်တော့ ခုနေရာထိစားပေးရမှာနော်အဲ့တော့၃ည၄ဝင်မယ်၆၃ည၄၃ညနှုတ်လိုက်တော့၃ညအဲ့တော့အဖြေထိုးကြရအောင်အာရေအာတဝေးထိုးဖောက်ထိုးရေရေဖြေအဖြေဘယ်လောက်ရပါသလဲ90အကျွင့်ရှိပါသလား no မရှိပါဘူးရှင် ဟုတ်ပြီနော်အဲ့ဒီတော့ဒီဗီဒီယိုမှာဒီချေရူတွေကနံပါတ်လေးချင်းငယ်နံပါတ်30ပြီးသားရင်လေးချင်းရဲ့နံပါတ်က6ကိုတို့တွေတွေ့ခဲ့ကြတယ်အဲ့ဒီမှာဆိုရင်ခဏန်း3လုံးပါတဲ့ဂိမ်းကိုခဏန်း3လုံးပါတဲ့ဂိမ်းနဲ့စားမယ်ယာနီယာမှာ စားလက်မရှိတဲ့ပါလေလေပုံစံတွေကိုစားခဲ့တာပါအဲ့တော့စားလက်တွေကိုကြည့်လိုက်တဲ့အခါမှာဒီချေရူခဏန်းနှလုံးပါတဲ့စားလက်တွေပဲရပါတယ်နော် ဟုတ်ပြီနော်အဲ့တော့ဒီဗီဒီယိုလေးကိုဒီချင်နဲ့တူတူ live တွက်ပေးပါခက်ခဲရှိလို့ရှင်အနောက်ကိုပြန်ရွေ့ရွေ့ပြီးတော့ဒီချေကိုထပ်ခါတလဲလေးကျင့်လေ့ကျင့်ပေးပါနော်ကြည့်ပြီးတော့မှဒီချေကို live တွက်ပေးပါမင်းတို့တွေတက်ပြီးသားစာအုပ်လေးကိုလည်းဒီချေကို Telegram မှာတောင်းပန်ရပြီးတော့ပို့ပေးပါအောင်နော်ဟုတ်ပြီအားဆိုရင်နောက်ဗီဒီယိုကြမှာတို့တွေပြန်တွေ့ကြရအောင်အားဆိုတဒါ